ရွေးစုကြောင်းကလေး၂ယောက်ပေါ့နော်မောင်နှမတဝန်းခွဲညီမ၂ယောက်စပိန်တယောက်တစည်းစီနဲ့ចောင်းကိုသွားပါတယ်မနက်ခင်းကိုចောင်းသွားတဲ့အချိန်မှာចောင်းရဲ့အရှိမပေါ့နော်ဒီဈေးဆိုင်ရှိပါတယ်အဲဈေးဆိုင်ရှိမှာမျိုးသမီး၂ယောက်ကအင်ကြီးနဲ့နဲ့မတ်မနဲ့နဲ့တက်ထားတယ်ပေါ့နော်တက်ပြီးတော့မင်းတို့မိဘအိမ်လိုက်ပို့ဆိုပြီးကလေးတွေခိုင်းနေကလေးတွေတိုးစီတိုးလိုက်တာပေါ့နော်မတိမတာလေးအဲလက်စွပ်ကနေတော့လူတယောက်ရဲ့ဒီအသားထဲကိုထိုးလိုက်တယ်ဒါမှမဟုတ်ဒီသားဒါမှမဟုတ်တခြားတနည်းအားပေါ့ဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ တက်ကုံးမြို့နယ်ရွေးစုရွာမှာပေါ့နော်။ចောင်းသားလေးမောင်နှမနှစ်ယောက်ကိုအတော်ကြီးနှစ်ယောက်ကပေါ့နော်။တူစည်းနဲ့တူသွားပြီးဖမ်းခေါ်သွားတဲ့တဲ့င်းလေးကိုကျွန်တော်တင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်ဗျ။ကိုရဲ့သားသမီးကိုပေါ့နော်ចောင်းလိုက်ပို့ဖို့မအားတဲ့မိဘတွေအိမ်နဲ့ចောင်းနဲ့အရန်ဝေးတဲ့မိဘတွေအတွက်ပေါ့နော်ဒီတည်င်းလေးကအရန်ကိုနားထောင်တင့်နေဗျ တိုးစင်းနဲ့တိုးပြီးတော့ဖမ်းခေါ်သွားတဲ့အတော်ကြီးကတော့ဘလို့ပုံစံမျိုးလဲသူတို့တွေဘလို့မျိုးဖမ်းခေါ်သွားလဲဆိုတဲ့သတင်းအပြည့်စုံလေးကိုကျွန်တော်ရဲ့ဒီဗီဒီယိုလေးထဲမှာပါတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုဆွန့်လိုက်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာနော်ကြောင်သွားကြောင်ပြန်ပေါ့နော်လိုက်မပို့နိုင်တဲ့မိဘလေးကြီးပေါ့နော်တတိပေးချင်လို့ပါရှင်ကျမတို့ဒီမနေ့တက်ကုန်းမြို့နယ်ထဲမှာ ရွေးစုကြောင်းကလေးနှစ်ယောက်ပေါ့နော်မောင်နှမတဝန်းခွဲညီမနှစ်ယောက်စပိန်ပြောက်တစည်းစီနဲ့ကျောင်းကိုသွားပါတယ်မနက်ခင်းကိုကျောင်းသွားတဲ့အချိန်မှာကျောင်းရဲ့အရှိမှာပေါ့နော်ဒီဈေးဆိုင်ရှိပါတယ်အဲဈေးဆိုင်ရှိမှာမျိုးသမီးနှစ်ယောက်ကအင်ဂျီနဲ့နဲ့မတ်မနဲ့နဲ့တတ်ထားတယ်ပေါ့နော်တက်ပြီးတော့မင်းတို့မိဘအိမ်လိုက်ပို့ဆိုပြီးကလေးတွေခိုင်းနေကလေးတွေတိုးစေးတို့လိုက်တာပေါ့နော်တို့တဲ့ချိန်ထို့တို့ပြီးတော့ဒီရွေးစုကြောင်းကနေပြီးတော့ကလေးတွေပြန်လှည့်သွားပြီးသူကဆိုင်ကယ်နဲ့တဲ့အဲဖန်းနဲ့ကလေးဖန်းနဲ့မိန်းမနှစ်ဦးပေါ့နော်အဲနှစ်ဦးက အဲ့ဒီဆိုင်ကယ်နဲ့ဆိုင်ကယ်နဲ့ကိုသွားတာသူကကလေးတွေစပိန်နယ်ပဲတဲ့ဒါပေမဲ့သူတို့ခေါ်သွားနောက်ကလေးတွေလိုက်သွားတာလေလိုက်သွားပြီးတော့ခါကျတော့လမ်းမှာတဲ့ကလေးတွေကိုတဲ့စပိန်မွေးဆွဲဆောင်ရိုက်နှက်ထားတာပေါ့နော်ဒီဘိုက်တွေမှာလည်းဒီဓာတ်တန်ရပုံစံမျိုးပေါ့အကြီးတိုင်းမြင်းနဲ့လည်းအစင်တော်မျိုးပေါ့နော်ဓာတ်တန်ရတွေရောပေါ့ကလေးကြောက်ချောက်တာပေါ့ဒီမှာပေါ့နော်အဲ့ကလေးတွေကိုလည်းအလူတိတ်ဆက်တာတဲ့နှက်ဆက်ပြီးတော့ဖန်ခေါ်သွားတာတဲ့ဒီရွေးစုကနေဆိုလို့ရှိရင်ရွှေမြို့ကိုနှစ်နာရီလောက်ပေါ့နော်နှစ်နာရီလောက်ရှိရဲ့တဲ့အဲ့ချိန်ကြာသွားတာပေါ့နော်အဲ့နဲ့လမ်းမှာအဲ့မိမတွေစိုင်းကယ်မှောက်ထားတဲ့ လမ်းကလည်းကျန်းတဲ့မြောက်သူကမောင်းတာလမ်းရှင်းတဲ့နေရာပေါ့နော်ကလေးတွေသွားတာတဲ့သွားတော့ခါကျစိုင်းကဲမှောက်တော့ခါကျကလေးတွေကလည်းအဲ့ရှိမှမေးစည်းလည်းပြဲလူမိသားဖြစ်တဲ့ချိန်ဖြစ်မှာပေါ့နော်အကလေးတွေကတတိလဲလာပြီးတော့တဲ့သူတို့စိုင်းကဲလဲတာနဲ့ခွင်ကောင်းယူပြီးကလေးတွေကလည်းချက်ချင်းလန်ငယ်နဲ့သူတို့ရဲ့ဒီရွေးစုမှာအတော်ရှိရဲ့တဲ့အဲ့တော်စီကိုစပိတ်နဲ့ပြေးပြီးတော့ပေါ့နော်နင်းပြီးတော့သွားတာသွားပြီးတော့ခါကျပေါ့ဒီလိုလိုဖြစ်ချောင်းကုန်စင်ပြပြတော့ပေါ့နော်ဒါနဲ့မင်းကအမှုလိုက်တာပေါ့နော်မိသွားပါတယ်တဲ့အမျိုးသမီးနှစ်ယောက်ကိုမှတစ်ယောက်တော့မိရဲ့တဲ့မိသွားတဲ့အကြောင်းရလဲသွားအဲ့ ီလမ်းဘယ်မှာတော့မသိဘူးသူတို့ထောက်ခဲမှုပြဿနာပေါ့နော်ဒီရဲတွေကစုံစမ်းနေတဲ့အချိန်ပေါ့ဒီလိုသတင်းလဲကြားတော့ခါကျရဲစကန်ဖုန်းဆက်တော့ခါကျတော့အဲ့အမျိုးသမီးတွေကိုပေါ့နော်အမျိုးသမီးတွေကိုမိသွားပါတယ်အတယောက်ပဲမိသေးတယ်ရှင်နှစ်ယောက်တော့တယောက်ကတော့လွတ်နေသေးပါတယ်ရှင်အခုကျွန်တော်ပြောနေရပါတော့ဒီလိုကြာဘူးနာဝသတင်းနဲ့ပြောတာမဟုတ်ပါဘူးရှင့်ဟိုအခုရေးပေးတော့ဆုံးသွားတဲ့အနီမခင်မာဝေရဲ့ နီးမပေါ့အရင်ရဲ့ကလေးဖြစ်တာပေါ့နော်ဟိုနှစ်ယောက်စလုံးကမျိုးတွေကြီးပဲပေါ့နော်တဝန်းခွဲမျိုးတွေကြီးပဲဖြစ်တာပါရှင့်အများသိစရာလေးရှက်ပေးစစ်ခြင်းပါလေဘောင်းဆိုလေးဒီလိုမျိုးအပိုးကျိုးပေါ့နော်မလုံးနိုင်တဲ့မိသားတွေပေါ့တတိထားလို့ရအောင်လို့ပါရှင့်တိုးစင်းနေပေါ့နော်ကလေးလေးကိုတိုးလိုက်တဲ့ဟာဖမ်းတဲ့ဟာကိုဒီအဝင်မှန်တာပေါ့နော်တိုးစီးကစပိတ်မှတိုးလို့ရလားစပိတ်မှတိုးလို့ရမရတော့မသိပြဲကလေးလေးကိုတော့ တူစင်းနဲ့တူလိုက်တာကလေးလေးတဲ့စပင်းကနေရှိရနေနင်းသွားတာနောက်ကနေဆိုင်ကရနေလိုက်တာဟိုက်ဖမ်းနဲ့မိမတွေကနောက်ကနေလိုက်တာတရင်ကတော့အမှန်ပါတဲ့မြောက်ဒီရဆိုနည်းနည်းလေးရနေမှာပါတဲ့နားလဲပြလိုက်ကြပါတဲ့တရင်ကလည်းအမှန်ပါမြောက်ဒီရဘဲအစီစဉ်တင်ဆက်လို့ကျွန်တော်လည်းမသိဘူးကျွန်တော်သိရတော့ကျွန်တော်ရှိမှဟိုမခင်မဝေတာကျွန်တော်ရှိမှလလုတ်တော့အလုတ်လုတ်ကူပြီးတော့ခါကြတော့သူ့ကိုဖုံးဆက်လို့ဒီကလေးလေးတွေရဲ့အမျိုးကဖုံးဆက်လို့မလို့ကျွန်တော်လည်းသိတာပါသိလို့ကျွန်တော်ပြန်ပြီးတော့သူများတွေကိုမဖြစ်စေချင်တဲ့စိတ်နဲ့ ကျွန်တော်စိတ်လောပြီးပြောတော့တချို့လည်းနားမလဲခြင်းနဲ့နားမလဲမှာပေါ့နော်နားလဲနားမလဲနေရဖြစ်မှာပါဆိုင်ကယ်နဲ့တင်သွားတယ်လူတို့ကထင်ကြတာရှင်မဟုတ်ဘူးနော်စပိန်နဲ့ကလေးတွေကရှီရသွားတာနောက်ကနေပြီးတော့ကလေးဖမ်းတဲ့မိန်းမတွေဆိုင်ကယ်နဲ့လိုက်တာအဲတချို့ကြလည်းရေးထားတယ်ပါလို့နှစ်နာရီလောက်ကြာတယ်ပေါ့ဒီခီးရတာဒီကလေးတွေစပိန်ဘလို့မနှင်းနိုင်ဘူးပေါ့အမှန်တမ်းပြောရင်ဒီရွေးစုကနေပြီးတော့ဒီရွှေမြို့ဆိုလို့ရှိရင်သူကဆိုင်ကယ်နဲ့အမြန်မောင်းရင်နိုင်ဝက် စပိန်နဲ့လည်းနင်းရတာဖြစ်တယ်တချို့ကြလည်းကလေးလေးကရိုက်ခံထားစပိန်ပေါ်ဆိုင်ကင်းနဲ့ဘလို့ရိုက်မလဲအဲ့လိုမျိုးလဲပြောနေကြရပေါ့နော်လမ်းမှာတောလမ်းမှာသူကတောလမ်းနေသွားတာဒီလမ်းကောင်းတဲ့နေရာမှာသွားအောင်လမ်းတောလမ်းမှာသွားတော့ခါကြတော့ဂျိုင်းကွက်တွေနဲ့စိုးတယ်အဲ့လမ်းရှင်းတဲ့နေရာကြရင်သူကကလေးလေးတွေကိုလှုပ်တယ်နှိပ်ဆက်တယ်ပေါ့နော်ကလေးလေးတွေခြောက်တယ်ပေါ့နော်ခြောက်တော့ခါကြတော့ကလေးလေးတွေက6နဲ့6တယ်ဒီကလေးလေးတွေဘိုက်တွေမာလို့ဒီလေဘင်းတွေညှစ်ထားတာလို့စပင်းလေးတို့စပင်းတွေဆွဲပြီးတော့လှုပ်တာလို့အဲ့လိုမျိုးဖြစ်တာ ဆက်တော့ကြတူကကန်ဆိုးခြင်းတော့အဲ့ဖန်းခန့်ဟွာလောက်တဲ့သူကကန်ဆိုးခြင်းတော့ရွှေမျိုးနားလေးရောက်ခန့်ဒီလောက်ကြတော့နော်ရောက်ခန့်ဒီကြတော့ဆိုင်ကယ်မှောက်တာမှောက်တော့ကလေးလေးတဲ့စပိတ်နဲ့ပြေးမိပြေးရဝင်ပြီးအိမ်နဲ့ပြေးတာဖြစ်ရှင်တော့သူ့တို့ကဒီရွှေမျိုးမှာအိမ်ရှိရဲ့အဲ့သူ့တို့အိမ်ထဲမှာဝင်ပြေးမိတာဖြစ်သွားတာ ူကနှစ်ယောက်ရှိတာကလေးလေးနှစ်ယောက်ကိုတစည်းစီဆိုင်ကယ်စပိတ်နှစ်စီးစပိတ်နှစ်စီးပေါ့နော်အဲ့ကလေးတစ်ယောက်ကအစေးချိန်တိတ်မပြေသေးဘူးတယောက်ကပြေးပြီးအပြေးပြီးဆိုတော့ကလေးလေးကနေပြီးတော့ဒီလိုဒီလိုသူ့ကိုကဲပောင်းကဲပောင်းဆိုဝိုင်းနဲ့ဝင်អော်တော့သူ့တော်ရင်လည်းဖြစ်နေတယ်ဟာဘာဖြစ်တာလဲဘာညာဆိုတော့နောက်ကနေပြီးတော့အဲ့လိုလိုက်တော့ထွက်ပြေးတာဟိုဟာတွေကဒါပေမဲ့အခုတရင်ကြားတာပေါ့နော်ဒီထွက်ပြေးပြေးပြီးတအောင်တော့တိတ်မကြဘူးအဲ့မိမတွေလွတ်သွားတယ်လွတ်သွားပြီးတော့ခါကြတော့ရှေ့တိတ်သွားမှာဆိုလားမသိဘူးအဲ့မှာ တယောက်တည်းပါသွားတယ်လို့ပြောတယ်ဒါပေမဲ့အခုလက်ရှိမှာတော့မိရတော့မိတယ်ဒါပေမဲ့ကလေးလေးတွေကအကြောက်လဲလုံနေတယ်ဟိုမပြောရရလဲဖြစ်မှာလားဒါသူတို့က ချင်းချောက်ထားတဲ့အခုကျွန်တော်ကပေါ့နော်ဒီကလေးတွေဖြစ်စင်ပေါ့ဒီလေဘေးညစ်တာလေးတို့ဒါအဒဏ်ရလေးတို့ပေါ့နော်ဓာတ်ပုံလေးရိုက်ပြီးတော့ပေါ့နော်လှမ်းပိုးပြီးပါလေပြောတာပြောတော့ခါကျတို့မိဘတွေကဒီကလေးတွေဒီကလေးတွေကတို့ပြောတာပေါ့နော်ဒီကိကြီးကြားကြားဖြတ်မဲ့ထားပါတော့ဒီမျိုးသမီးတွေကတို့နှိပ်ဆက်မှလုံမှာပေါ့နော်အဲ့လိုမျိုးပြောတော့ခါကျကလေးတွေကတို့လာတက်လိုက်မယ်လာတက်လိုက်မယ်ဆိုတအားကြောက်နေရတဲ့အခုဖန်းခံရတဲ့တယောက်ကလည်းတယောက်ပဲနှစ်ယောက်ချီရတယောက်ပဲမိရတဲ့အဲ့တယောက်ကလည်းကလေးတွေကမတ်တင်နဲ့ဒီအင်ကြီးနဲ့တင်နဲ့ဝတ်ထားတော့မရှင်းဘူးလို့လို့မတဲခွဲဘူးလို့လို့ဖြစ်နေပါတယ်တဲ့ ကျမသိရတဲ့အကြောင်းကိုဒါပြောပြပေးတာပေါ့နော်အဲဆိုင်စပိန်နဲ့ဆိုင်ကဘာနဲ့တင်းသွားမှုပေါ့စပိန်နဲ့ရှိရနင်းလာပါကလေးတွေကဒါကတော့တက်ကုန်းမျိုးနဲ့နော်ယေစုရွာမှာဖြစ်သွားတဲ့ကိစ္စလေးပဲဖြစ်တယ်ဗျာနော်ကြည့်နေကျွန်တော်ရဲ့ငယ်ချင်းနေလေနော်ကိုရဲ့သားသမီးကအိမ်နဲ့ဝေးတဲ့ဆိုရင်ကိုကိုတိုင်းလိုက်ပို့တာကပို့ပြီးတော့စိတ်ချရတယ်ဗျာနော်အားလုံးပဲသတိထားရမယ်တူစီအနေအကြောင်းလေးကိုပြောပြမယ်နော်ဒီနေ့ကအမေကိုတိုင်းကြုံခဲ့ရတာပါဘယ်လိုမျိုးကြုံခဲ့ရတာလဲဆိုတော့မင်္ဂလာဆောင်ကအပြန် သူကလမ်းထိပ်မှာလမ်းထိပ်ရောက်နေပြီเนาะလမ်းထိပ်မှာသူဈေးဝင်ဝဲတယ်ဈေးဝင်ဝဲပြီးတော့သူပြန်မယ်ဆိုပြီးကားလမ်းလေးကူတဲ့အချိန်မှာအနောက်ကနေပြီးသူကျော်ပုတ်လိုက်တယ်လာကားလာနေပြီးသွားမယ်ဆိုပြီးအဲ့ထိသူမှတ်မိတယ်နောက်ပိုင်းသူဘာမှမမှတ်မိတော့ဘူးကွာသူမှတ်မိတဲ့အချိန်ကျတော့ဘယ်ရောက်သွားလဲဆိုတော့နေတဲ့နေရာကတာဂီတာကွာတာဂီတာကနေဟိုးယူဇနာဘက်ကိုရောက်သွားတယ် ။ဒီနောက်ဘက်မှာသူတယောက်တည်းပေါ့နော်။မှမမမဲယူပြာဘာလို့လို့လောက်ရမှာမသိဖြစ်နေတဲ့အချိန်မှာကယ်ရင်သမားဦးလေးတွေ့တယ်ပေါ့နော်။ကယ်သမားဦးလေးကိုအခုညတားပြီးတော့အိမ်ကိုဖုန်းဆက်တယ်။အဆက်အသွယ်ရတယ်နဲ့ပဲညီမကိုချက်ချင်းလိုက်သွားခဲ့တယ်ပေါ့နော်။လူကိုတော့ဘာမှအန္တရာယ်မပြုပါဘူးဆိုပေမဲ့ပါတဲ့ဟိုဘာနော်ကိုထားတဲ့ပစ္စည်းတွေပတ်စံနေတော့အကုန်ပါသွားတယ်ကွာလူကဘာမှမလုပ်သွားခဲ့တာပဲကျေးဇူးတင်ရမှာကွာလူကိုအန္တရာယ်မပြုသွားတာပဲအရင်ကမှလေဟိုဘယ်လိုခေါ်လဲကျေးဇူးတင်ဖို့ကောင်းတယ်ပေါ့ အလုံးမဲ့လဲအသွားလာအောင်မပေါ်စာကြပါနဲ့နော်ကိုကလေကိုလမ်းထိပ်ပဲသွားတာပဲဖြစ်ဖြစ်ဈေးပဲသွားတာပဲမပေါ်စာနဲ့နော်အခုဖြစ်သွားတာလဲသွားနေကြလမ်းမှာပဲပေါ့နော်ဖြစ်သွားတာကိုရီလမ်းထိပ်တယ်ပေါ့နော်လူကိုအနေရကိကိနဲ့ပြန်တွေ့တာပဲကျမတို့တို့ကတော့အရင်ကကန်ကောင်းနေပါပြီဒီတိုဈေးရတော့နော်ကျွန်တော်ရန်ကုန်ဘက်တီမှာတတော်ပြက်နှက်နေတယ်ဗျာနော်တတော်ကြီးလဲခက်စားနေတယ်အလုံးလဲတတိထားကြအောင်ဗျာနော်မြစ်စမြအလုံးမင်္ဂလာပါဒီနေ့တော့တိုဈေးအကြောင်းနည်းနည်းပါပါပြောကြအောင် တူစီမီတွေတူစီမီတွေဆိုတော့ကျွန်တော်တို့တည်င်းတွေကြီးလာတယ်နာမည်တွေကြီးလာတယ်အဲ့တော့မိန်းကလေးတွေခံရတာလည်းပိုးတော့ညားနေတာတော့တွေ့ရပါတယ်အဲ့တော့တူစီဆိုတာဘယ်လိုပုံစံမျိုးလဲဆိုတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းတည်ရအောင်တည်ပြလောက်လေးကျွန်တော်ညှပေးမယ်အဲ့တော့တူစီဆိုတာကျွန်တော်တို့တေချာပြန်ဆက်ကြည့်မယ်ဆိုကျွန်တော်တို့ရုပ်ရှင်ကားတွေမှာလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ရုပ်ရှင်ကားတွေမှာအာဘုရုတအနေနဲ့အသိပညာတစ်ခုနဲ့သူတို့ထည့်ရိုက်ထားတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုဟာတွေလဲဆိုလို့ရှိရင်ကျွန်တော်အာရုပ်ရှင်ကားတွေမှာဆိုလို့ရှိရင်လက်စွပ်တွေမှာဟာလား အာအလိုဟာမျိုးလေးတွေသူတို့ချက်ထားတယ်။နောက်ပြီးတော့အဲ့လက်ဆွတ်မှာလည်းဒီအရှိလိုဟာမျိုးလေးတွေချက်ထားတယ်။အဲ့တော့လူတယောက်နဲ့တယောက်လမ်းသွားလမ်းလာဒါမှမဟုတ်အာတခြားတနေရာမှာမျိုးမှာပြည့်တွေ့လို့ရှိရင်မတိမတားလေးအဲ့လက်ဆွတ်ကနေပြီးတော့လူတယောက်ရဲ့ဒီအသားထဲကိုထိုးလိုက်တယ်။ဒါမှမဟုတ်ဒီအသားဒါမှမဟုတ်တခြားတနေရာပေါ့။အဲ့လိုမျိုးထိုးလိုက်တဲ့အချိန်မှာအဲ့လက်ဆွတ်ကအချွန်လေးတွေကနေပြီးတော့ထိုးလိုက်တဲ့အသားထဲကိုအရှိဝင်သွားပါတယ်။အဲ့ဒီအရှိဝင်သွားပြီးတဲ့နောက်မှာအဲ့လူတယောက်က မိုးတလူလူပြုတ်တလူအန်တလူဘာမှမသိတော့တလူမျိုးကြီးခံရပါတယ်အဲ့တော့နောက်တစ်ခုကဒီလက်ဆွတ်သေးကနေပြီးတော့အရေးလေးတွေထွက်လာအောင်လုပ်ပါတယ်လူတယောက်တောင်းမဲ့လက်ဖဲရည်ပဲဖြစ်ဖြစ်အစားတောက်ထဲမှာဖြစ်ဖြစ်ဟာလားရည်ထဲမှာဖြစ်ဖြစ်ဟာလားဒီလိုညှက်ပေးတလူလူနဲ့လက်ဆွတ်ရည်ဟွာလေးကိုခလိုလေးကိုနှိမ့်လိုက်တယ်အာအရေးလေးထွက်လာတယ်ဒီလိုမျိုးနဲ့လည်းသူတို့တွေကလုံချလေးရှိပါတယ်ပြီးရင်ကျွန်တော်တို့ကားပေါ်မှာဖြစ်ဖြစ်လမ်းသွားလမ်းလာလောဟာမျိုးမှာဖြစ်ဖြစ်လူတယောက်ကိုတိုက်တလူပုံစံမျိုးနဲ့အဲ့ဒီအရေးလေးနဲ့ထိလိုက်ပါတယ် ထိလိုက်လို့ရှိရင်အဲ့ရေကတန့်သွားပြီးတော့အမွေကြီးကနှာခေါင်းထဲကိုရောက်ပါတယ်နှာခေါင်းထဲရောက်သွားလို့ရှိရင်ငုံတို့လိုဝေးတို့လိုနောက်ဘူးပါမှမလှုပ်နိုင်တော့အောင်ကိုဖြစ်ပါတယ်အဲ့တော့တော်တော်များများကတော့ကျွန်တော်တို့မျိုးသမီးလေးတွေခံရတာညနေပါတယ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်တနေရာသွားမယ်ဆိုရင်ယုံကြည်စိတ်ချရတဲ့တကယ်ချင်းအပေါင်းအသင်းနဲ့သွားပါဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုဝင်တွေကကြောက်ကြောက်နေသွားတာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်ဒီဗီဒီယိုကနေပြီးတော့အကျိုးတစုံတရာပြမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ကတော့ HY ပဲဖြစ်ပါတယ် ကဲကျွန်တော်တင်ငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားတဲ့ဗီဒီယိုလေးထဲမှာတော့တူစင်းနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်ဗျာနော်အခုကျွန်တော်နိုင်ငံအနေထားရပါတော့စာဝတ်နေရလည်းတော်တော်ခက်ခဲလာကြတယ်အဲ့လိုအခြေအနေမှာအချောင်ရအချောင်စားနော်အချောင်ပဲလိုက်လုံနေတဲ့အချောင်ခိုသမားတွေအများကြီးပဲရှိတယ်ဗျအထူးသဖြင့်ပြောရမယ်ဆိုရင်လက်ကြောမတင်းတဲ့တရောင်းစားတွေပေါ့ဗျာနော် ူတို့တွေကကိုယ့်အတွက်ကိုကြည့်ပြီးတော့ဗောနော်တခြားမိသားစုတွေဘာပဲဖြစ်ဖြစ်တခြားအတိုက်မြုံတွေဘယ်လိုပဲပြုတ်ကွဲပြုတ်ကွဲသူတို့အတွက်သူတို့စဉ်းစားပြီးတော့လုံနေတဲ့အချိန်မှာကျွန်တော်တို့တွေလုံးဝကိုတတိထားဖို့လိုအပ်တယ်ဗျာနော် လုံးဝအကာအကွယ်တွေလုပ်ဖို့လည်းလိုအပ်ပါတယ်အဲ့ဒါကြောင့်မလို့တတိထဆင်ခြင်လို့ရအောင်လို့ပေါ့နော်ကျွန်တော်ကဒီတိုစီးနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုတငယ်ချင်းတို့ share လုပ်ပေးခြင်းဖြစ်ပါတယ်ဗျ။ အခုကပေါ့နော်ဒီ main ကလေးတွေကလေးတငယ်တွေကိုပို့ပြီးတော့ target ထားတာဖြစ်တဲ့အတွက် main ကလေးတွေလည်းအဆစအရရာတတိထားကြဖို့ကျွန်တော်ပြောချင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးလိုက်တဲ့ဗီဒီယိုလေးကနေပြီးတော့ပေါ့နော်ကြည့်ရှုနေကျွန်တော်တငယ်ချင်းတွေအတွက်ဘဝသူတာများစွာရရှိလိမ့်မယ်လို့ထင်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါအောင်မယ်ဗျာနော်